အရင်ကဆိုရင်ပြည်တွင်းသွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့စိတ်ကန်းကနေကုန်ပစ္စည်းထုတ်ယူမယ်ဆိုရင်အချိန်ကြာငွေကုန်ပြီးလှုပ်ဆောင်ရတဲ့အဆင့်တွေများပါတယ်။ဒါပေမဲ့အခုနှစ်အော်တိုဘာလ17ရက်နေ့ကနေစပြီးကုန်ပစ္စည်းတွေကိုမြမစိတ်ကန်းအာနာပိုင်ကနေတိုက်ရိုက်ထုတ်ယူလို့ရအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့တင်မွန်အလိုက်တွေနဲ့ကွန်စီပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတွေကပူပေါင်းဆောင်ရွက်ခြင်းမရှိတာကြောင့်ပတ်စံအလေလင်းရှိလာပြီးအခက်အခဲတွေဖြစ်စေတယ်လို့သွင်းကုန်လုပ်ငန်းရှင်တို့ဖြစ်သူဒေါက်တာစိုးထွန်းကပြောပါတယ်။ တော့ demo line နေရာကျတော့ဗာပြန်ညစ်လိုက်တယ်ဆိုရင်စေခဲအာနာပဲဟိုပုံမှန်ဆိုကျွန်တော် email ပို့ရတယ်ကိုရီးယားရောက်တယ်ဆိုတဲ့အကြောင်းပေါ့နော်ပို့တဲ့ဟာကိုသူတို့ကပို့တော့မပို့တဲ့ဟာကျတော့ကျွန်တော်ဟိုမှာသွားတစ်ချိန်သွားမရတစ်ချိန်သွားမရဆိုပို့ပြီးတော့မှ damage ချက်ချက်တွေကျတာပေါ့နော်ဒီ damage ချက်ချက်တွေကျတာပို့ရခက်ခဲဖြစ်တယ်မှန်တော့ဒီရင်မတိုင်ခင်ကဆိုကုံဝဲသူတို့ကနိုင်ငံတကာကကုန်ပစ္စည်းတွေမြန်မာနိုင်ငံကိုတင်ပို့လိုက်ပြီးဆိုတော့စာရောက်ရှိချိန်မှာကုန်စည်တည်ယူပို့ဆောင်ရေးအေဂျင့်ကုန်တက်တာကုမ္ပဏီ ြီးရင်တင်မွန်လိုင်းဆိုပြီးအစင်စင်ဆက်သွယ်လုပ်ကင်ရတာဖြစ်ပါတယ်။အဲ့ဒီအစင်တွေအတွက်ဝန်ဆောင်ခြင်းကိုလည်းသူတို့ကပြန်လဲရရှိတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့တင်မွန်လိုင်းတွေကိုသွားစီရမလို့တော့ပဲမြမစိတ်ကန်းအာနာပိုင်းမှာသာသွားရောက်ထုတ်ယူရတော့တာဖြစ်ပါတယ်။ဒါကြောင့်တင်မွန်လိုင်းနဲ့ဝန်ဆောင်မှုပေးတဲ့ agent တွေအနေနဲ့လဲစိုးရင်ပူပန်မှုတွေတစ်ဖက်မှာရှိလာနေပါတယ်။ဟိုဘက်ကနေတင်လိုက်တဲ့ပစ္စည်းတခုဒီလိုဒီလိုရောက်လာတယ် ကာကိုရောက်လာပြီပေါ့နော်ရောက်လာရဆိုလို့ရှိရင်ဒီပစ္စည်းရောက်တာတော့ကွန်ပန်ရှင်ကိုအကြောင်းကြားတဲ့လားမကြောင်းတဲ့လားဆိုတာလေးကိုစဉ်းစားနေရတယ်။ဒါကြောင့်ဆိုတော့ကိုအကြောင်းကြားလိုက်လို့ကွန်ပစ္စည်းရောက်လာတာတိသွားရင်ကုတ်စီမလာပဲ SDG တန်းသွားမလားပေါ့။အဲ့လိုစိုးရင်စီနေတယ်ပေါ့နော်။အဲ့တော့ကိုမသိပဲများဘယ်ချိန်များပစ္စည်းထုတ်သွားမလဲ။ထုတ်သွားခဲ့ရင်ရောချက်ချက်စီမပေးဘဲနဲ့ဟို freight မပေးရသေးတဲ့ရှင်းမှန်ဆိုရင် freight မပေးဘဲနဲ့များထုတ်သွားမလား။ ထုတ်သွားခဲ့ဒီ freight car ကိုကိုကစိုက်ပေးရမှာလားအဲ့တော့ဟိုပြဿနာအစုံပဲပေါ့လေဒီကျွန်တော် crane ဒီစိတ်ကန်းနေကုန်ကုန်ချလောက်တဲ့ဈေးကမြန်မာနေရဲဆိုတာက SCD ရှိလို့မြန်မာနေတာပါဒါကျွန်တော်ပွင့်လင်းပြောလို့ရပါတယ်ဘာလို့ဘာလို့လဲဆိုတော့ကျွန်တော်ဘသူဘသူရှိမှမဆိုကျွန်တော်ပွင့်လင်းပြောလို့ရတော့ဆိုနိုင်ငံတကာမှာကျွန်တော် THC ဆိုတာရှိတယ် Terminal Handling Charges THC ဆိုတာကျွန်တော် Terminal စိတ်ကန်းကိုတိုက်ရိုက်ဆောင်တာပါစင်ဝင်ဆိုလို့ရှိရင်ကျွန်တော် ျွန်တော်တင်မွန်လိုင်းအစင်ကို PSA ကိုကျွန်တော်ဓာတ်ရိုက်ဆောင်ပါတယ်။ PSA ကိုဓာတ်ရိုက်ဆောင်တဲ့အတွက်ကြောင့်ခုနပြောတဲ့တို့တတ်မှတ်ထားတဲ့နှုံနာတစ်ခုရှိရအခုလို့အော်တိုဘာလ17ရက်နေ့ကနေစပြီးပြောင်းလဲခဲ့တဲ့ဒီအစီအစဉ်ကလုပ်ငန်းရှင်တွေအနေနဲ့အချိန်ကုန်ဝေကုန်တက်တောင်လှုပ်ပေးတာဖြစ်တယ်ဆိုပေမဲ့ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်လို့ဒေါက်တာဆိုးတွန်းကဖြည့်ဆက်ပြောဆိုထားပါတယ်။မှန်တော့လှုပ်တာကတော့ခေါင်းအောင်လှုပ်လိုက်တာပဲဟိုဟို transition cost ရောက်အောင်လှုပ်လိုက်တာ။ဒါပေမဲ့ဒီဘက်က တမောလိုင်းကလူတွေကပြန်ပြီးတော့ lesson ပေးလိုက်တာပေါ့နော်ပညာပေးလိုက်တဲ့ခါကျတော့အဲ့ပြဿနာတွေ့တယ်အဲကျွန်တော်တို့ကတော့လက်ရှိတော့မလုပ်လဲဆိုရင်ဒီ SAT ကိုတိုင်းပြီးမထုတ်ပဲကျွန်တော်တို့ကတော့အခုလဲတမောလိုင်းကိုပဲသွားတယ်ခေါင်းကသူတို့တွေခုံညိုတမောဒီစာစရံထုတ်ယူဖို့တတ်မှတ်ထားတဲ့ဟာကိုဝေသွင်းတယ်သွင်းပြီးတော့မှကျွန်တော်ကဒီဒီစေကန်းနာပိုင်းကိုသွားထုတ်လဲလို့ကြောင့်မလို့ရင်းတိုင်းလို့တဲ့ခါကျရင်တော့ကျွန်တော်ကအဆင်ပြေအဲ့လိုမှမလုပ်ဘူးဆိုရင်သူကဟိုသူတို့ဆရာအီးမေးလ်မပို့ဘူးဗျာ လက်ခဲတလဲဖြစ်နေတဲ့ဒီပြဿနာကမြန်မာနိုင်ငံရဲ့ပြည်တွင်းသွင်းကုန်ကဏ္ဍအတွက်အများဆုံးဖြစ်ရှိမှုလိုတဲ့ကိစ္စတစ်ခုဖြစ်နေပါတယ်။လရှိနိုင်ငံမှာရေချောင်းကနေကုန်စည်တွေတည်ယူဖို့ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းပေါင်း၁၀၀ကျော်ရှိပါတယ်။စီးပွားရေးမြို့တော်ရန်ကုန်မြို့မှာတော့ကွန်တိန်နာတင်မော့တွေစိုက်ကပ်နိုင်တဲ့စိတ်ကန်း၅ခုရှိပါတယ်။